ထိရှုံနယ်မြေကိုကာကွယ်စောင့်ရှောက်ရေးနဲ့နယ်စပ်လုံခြုံရေးအတွက် ULAA မှာလူဆောင်အရေးမြတ်တွေလိုအပ်လာနေပါတယ်။ဒါကြောင့်အရွယ်ရောက်ပြီးသူတိုင်းစစ်မှုထမ်းရမယ့်ကိစ္စကိုစတင်လှုပ်ဆောင်လာပြီးရဲရွာတွေမှာအစည်းအဝေးခေါ်ယူရှင်းပြပြီးစရင်ကောက်ယူတာတွေရှိနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရခိုင်နိုင်ငံရေးသမားတွေကတော့အနောက်ဖက်စစ်မြေနယ်ရဲ့ရှိန်ဆောင်မှုစစ်ကောင်စီရဲ့တံပြန်တိုက်ခိုက်လာနိုင်တာကြောင့်ကာကွယ်ရေးအတွက်ပြင်ဆင်တင်းတဲ့လှုပ်ရွက်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ စမုထခေါ်ယူတာနဲ့ပတ်သက်လို့ ULAA ကလက်တလုံးမှာအသေးစိတ်ကိုတရားဝင်ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ဒါပေမဲ့လည်းဒေသခံတွေစီကရရှိထားတဲ့အချက်လက်တွေကို DMG ကလက်လှမ်းမိသလားကိုစူးစိုးဖော်ပြပေးလိုက်ပါတယ်။စမုထရမယ့်သူတွေဟာအရွယ်ရာပွေးသူတိုင်းအကျုံးဝင်ပါတယ်။စမုထအကျုံးဝင်သူတွေဟာအမျိုးသားဆိုရင်အသက်16ကနေအသက်45နဲ့အမျိုးသမီးဆိုရင်အသက်16ကနေအသက်35နဲ့အတွင်းဖြစ်ပါတယ်။ကိုယ်သဘောဆန္ဒအလျောက်စမုထမဲ့သူတွေကိုဦးစားပေးခေါ်ယူနေတာဖြစ်ပါတယ်။ စမူတောင်ရွေးချယ်ခံရတဲ့သူတွေဟာအခြေခံစက်တင်နှံကို55ရက်ကြာတက်ရရမှာပါအခြေခံစက်တင်နှံတက်ပြီသူတွေဟာအရခပြည်သူအစိုးရစီမှနှစ်နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်စမူတောင်ကွင်းလခွင့်ရရှိသူတွေကတော့ကိုဝန်ဆောင်ရှင်ကနေကလေးပြည်သူခွင့်နှစ်နှစ်အထိတာသနာပြုမှတ်ပုံတွေရှိတဲ့တာသနာဝန်ထမ်းတွေကိုလက်အင်ကရွှေရင်းချက်ရှိသူတွေကုဆက်ယောဂပိုးရှိသူတွေစမူထမ်းဖို့အဆင်မပြေနိုင်ဘူးလို့ ULA ကျန်းမာရေးဌာနကထောက်ခံချက်နဲ့ကျန်းမာရေးမကောင်းသူတွေကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒါပြင် ULA ဌာနလက်ရှိတာဝန်ထမ်းဆောင်နေသူ ူတွေနေရအတီးတီးကိုရောက်ရှိနေသူတွေကစမှုထမ်းဖို့ယာယီရွှေ့ဆိုင်ခွင့်ရှိပါတယ်မိအိုဖအိုတွေကိုပြုစုနေရသူတွေကိုတော့အရှိနေအရာကင်းလွတ်ခွင့်ပေးထားပါတယ်